အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့မြန်မာ audio ဘို့ entertainment channel ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော် channel လေးကနေဒီနေ့တင်ဆက်ပေးခြင်းတဲ့ဇာတ်လမ်းလေးကတော့ဇာရေးဆရာအက္ခဇောရေးသားထားတဲ့အဝိဇ္ဇာဒေါ်တောင်းဇာတ်လမ်းအပိုင်း၁ဖြစ်တဲ့အဝိဇ္ဇာဒေါ်တောင်းနဲ့ ဇေဒေမိခါဆိုတဲ့ဇလံကောင်းလေးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာအားလုံးပဲဇလံလေးမစခင်မှာကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လေးတွေနဲ့အားပေးခဲ့ကြဖို့တောင်းဆိုပါရစေခင်ဗျာဟုတ်ကဲ့ဇလံလေးစရအောင်အချိန်က1930ခုနှစ်ခန့်ရန်ကုန်အင်းစိန်ရထားလမ်းအစိပ်ပိုင်းရှိ ဘူတာယုံတစ်ခုဖြစ်သောကမာယုတ်ဘူတာယုံ၏အနောက်ကျောဘက်တွင် ပြန်ကြများစုဝေးနေထိုင်သည့်ဇင်းရဲသားရက်ကွက်ကလေးတစ်ခုရှိဇင်းရဲသားရက်ကွက်တို့၏ထုံးစံတိုင်းရိုင်နေတဲ့အင်္ဂလိပ်များမှတိုင်နဲ့တိုင်နီးကပ်ပြုတ်သိမ့်စွာတည်ရှိနေပြီးရက်ကွက်အတွင်းရှိ လန်ကလေးများမှလည်းဇက်နေရသည့်ပလုံးရွှွန်ပွင့်များနဲ့ပြည့်နေနေလေရှိတယ်မနေ့မိုးလင်းသည့်နေ့ရန်ကုန်မြို့အတွင်းသို့အလောက်ဆင်းကြမည်နေစားဝက်စားအလောက်သမားများ ပြန်ကြစည်းတဲ့များဖြင့်အဝတ်စားမပါသည့်ကလင်းငယ်များခွေးလီခွေးလင်းများနဲ့ဘွဲ့ပေါင်နေသည့်လမ်းကလေးမှာစေကနေလေတော့တယ်ထိုစင်းရတဲ့ရက်ွက်ကလေးတဏီယာရှိအင်္ဂလိပ်တစ်လုံးအတွင်းမှာဇူညံအော်ဟက်တန်များကထွက်ပေါ်လာခဲ့တယ်ဟဲ့မိကာနေပါလုံးနေရနေပြင်ထိုးတော့မယ်ဒီချိန်ထိအိတ်နေတော့လားဟဲ့မိမိအာအော်ဟက်ဆဲဆိုနေသည့်အပြန်ကြရသည်ဖြင့်မိခါမှာအိတ်နေရာမှာကုန်ထလိုက်တယ် ။အိုးနိုးပါပြီအမေ။အခုပဲထမလို့ပါ။ညီနဲ့ပြေးလိုက်တာအေးမြင်မြန်ထ။ပြီးရင်လဲသကွင်းရဲ့သွားခုပလုတ်။မိခါမှာအေးမဝသဖြင့်တစ်ချက်တန်းဝေလိုက်ပြီးမဲညံ့နေပြီးအကွက်ပင်မပေါ်တော့သည့်ဆောင်းပိုင်းကလေးအားခောက်သိမ့်လိုက်ကညစ်ပတ်ပြင်နေသည့်ကောင်းအောင်ပြချက်ချက်ကလေးပေါ်သို့တင်လိုက်တယ်။ထို့နောက်သွားတိုက်ရန်အတွက်မိသွေးကတစ်ခုကိုယူလိုက်ပြီးတော့အိမ်ရှိသူစင်းလာခဲ့တယ်။ မိသွေးခဲနဲ့သွားတိုက်နေရင်လက်တစ်ဖက်မှာဘွာလန်ကျဲနေသည့်ဦးကောင်းမစမင်းများအကြသို့လက်နဲ့ကကုတ်နေမိတယ်။ကောင်းမလျော်ဒီမှာကြာမြင့်ဖြစ်ကဈေးမထည့်နိုင်တဲ့ဖြင့်ဘွာလန်ကျဲကနေကြောင်နေသည့်သပင်းရှိအတွင်းဝင်တန်းကောင်တို့ကအုံနေကျင်းတဲ့စူဝေးနေထိုင်ကြသောကြောင့်ကောင်းမရရန်လှပေးတယ်။သွားတိုက်ပြီး၍မျက်နှာပဲမသိရသေးပေ။အိမ်တွင်မှဒေါငွေခင်ကစကောတချက်ယူလာကမိခဘေးနာတွင်ပုတ်ကနေပြစ်ချလိုက်လေ။ တန်းနိုင်ပြီးဇေခံမင်းနဲ့မိခါရေးတွဲသာရှိတာသွားဟာအများကလေးတွေတောင်ကစုံရွယ်ခင်းရောက်ကုန်ကြပြီနေရခုမှတန်းကုန်လို့ကောင်းနေတော့လားဟဲ့တောင်ဝေခွင်ပြောလိုက်တဲ့ပြင်မိခါမှာမျက်နှာကိုကပြားကြရတက်လိုက်ကသကောစုပ်ကိုယူကလိုက်လေတယ်သွားလိုက်လေတယ်ထိုချင်းတောင်ဝေခင်းသမီးဖြစ်သူမိဆန်ကအကြောင်းဝက်စုံဝက်ကဖီလိန်ပြင်ဆင်၍အင်ရှိတို့ထွက်သွားပြီးတော့ကျောင်းထမဲဘူးကိုဖြန့်ကြည့်လိုက်ကနှာခေါင်ရှုံလိုက်လေတယ် အာအမင်းကလည်းလာပြန်ပြီးဒီဘဲဝင်တမီးကဘဇုံရင်းစောင်းနေတာပါဆိုတော့ငွေခင်ပါမိဇန်တီတို့ပြပြသလဲနဲ့ပြေးသွားလိုက်ပြီအေးပါတမီးရဲ့နောက်နေကြရင်ငါတမီးစားဖို့အမေဘဇုံရင်းချက်ပြီမယ်ဒီနေ့ကတော့ဘဲဟုပဲစားထားလိုက်နော်ဘဲဟုလည်းစားကောင်းပါလေတမီးရဲ့တော့ငွေခင်ကမိဇန်ဖြစ်သူကိုချောမော့နေသည်ကိုမိခငေးကြည့်နေမိတယ်တော့ငွေခင်ကမိခကိုငေးကြည့်လိုက်ရင်ဟဲ့မိခ သွားစရာရှိတာသွားလေနေဘာလို့တာဟိုလေဘိုက်စားလို့တော်စမ်းလူဆိုတာအလုပ်လုပ်မှစားမှာပေါ့ဟဲ့ကိုစိုးရဲ့လည်းရောင်းပြီးလို့ပြန်လာမှစားစမ်းပါသွားတော့မိကားကတတွေးမျိုးချလိုက်ပြီးရောစကောကလေးကောက်လိုက်ကထွက်ရန်ပြင်လိုက်စဉ်တောင်ွေခင်ကဟဲ့မိကားဒါနဲ့မနေ့ကမချမ်းကိုကိုစိုးရဲ့ဖို့နှစ်ပြားအကြည့်ပေးကြတယ်မဟုတ်လားအဲ့ဒါပါပြန်နောက်လာခင်နော်လူကသာငယ်တာရှုပ်ရှိတဲ့တိုက်လို့တာပဲအဲ့ဒီ နှစ်ပြားမရရဲ့နင်းအိမ်ပြန်လာဖို့မစင်စားနဲ့မိခါမှာဒေါ်ငွေခင်အော်ဟဲတန်များကိုမကြားကျင်တော့တဲ့ဖြင့်ခြံအတွင်းမှာခက်မမြန်ထွက်ခဲ့လေတယ်ဘွယ်တော်တော်ရင်ဖမတ်မပါပဲလမ်းလျှောက်လာရင်းနဲ့ဒေါ်ချန်းဟုခေါ်သည့်ဒေါ်ကြီးအိမ်ရှိသူရောက်လာခဲ့တယ်ဒေါ်ချန်းမှာအိမ်ထရန်ကိုမိခါဒုတစ်ဖက်ထောင်လျက်ဒိုင်နေလေတယ်ဒေါ်ချန်းဟိုလီအမေကမနေ့ကကစုံရဖိုးလီနှစ်ပြပေးလိုက်ပါတဲ့။ဒွန်ချမ်းမှာမိခ အာမျက်စောင်းထိုး၍ကြည့်လိုက်ပြီပေးတရားမရှိဘူးဟေ့တကယ်ပဲပက်ဆံမရှိလို့စိတ်ညစ်နေပါတယ်ဆိုမှကြွေးတောင်းတဲ့လူနဲ့လာတွေ့နေသည်စိတ်ကြစမ်းပါကစုံရဆိုးနှစ်ပြားလောက်နေတော့မနဲ့စောစောစီကြွေးတောင်းခံရတာကြက်တရေကိုမရှိဘူးရှင်လေပြေးလိုက်ပါတော်ချမ်းရဲ့နှစ်ပြားမရရင်အမေကကြုတ်ကိုရိုက်မှာတော့ရှိပါဦးဆိုနေအေးဟောဒေါသထွက်အောင်လာမလို့နဲ့တော့လူကပြောနေရမှာမဟုတ်ဘူးနင့်မေမရိုက်ခင်ငါရိုက်ထွက်လိုက်ရမှာ တော်ချန်းကပြပြဆူဆူနဲ့အနာထောင်ထားသည့်တပြက်စီကိုပြေးဆွဲသည်မို့လို့မိခါမှာတော်ချန်းအိမ်ရှိမှဖနောက်နဲ့တင်မှတသားတည်းကြောက်အောင်ပြေးထွက်လာရတယ်တော်တယ်။ရက်ကွက်ကလေးအစုံရထားလမ်းတစ်ဘေးသို့ရောက်သည့်အခါကစုံရွေခင်းများကိုတွေ့လိုက်ရတယ်။မိခါမှာကစုံရွေခင်းပိုင်ရှင်တန်းမှာကစုံရွေများကိုခုယူကရက်ရွာအတွင်းလှည့်လည်ရောင်းချပြီးမှကစုံရွေအရင်ဘိုးကိုပေးဆက်ရတယ်။ကျန်သေးအမြတ်ငွေကိုတော်ငွေခင်းလက်ကတော့တပြားမကျန်ပြန်အပ်မှသာအနေစားချောင်းတယ် ယမန်နေ့ကအကျွေးနှပြကြံတဲ့ပြည့်တောင်ွေခင်းကြီးစူပူပြောဆိုခြင်းကိုတနေ့လုံးခံနေရတယ်။ကစုံကင်းအတွင်ဆင်းရံပြင်လိုက်တဲ့အခါကစုံကင်းထိတ်တွင်ဦးလေးကြီးတဦးကတောင်းကြီးတောင်းကိုထမ်းလာကပါဇက်မှလဲရှမ်းမရွေမမ်းမရွေအော်ရလေလမ်းလာသည်ကိုတွေ့ရတယ်။ကစုံရခင်းထိတ်တွင်ယထာလမ်းဘူးကူကလေးတစ်ခုရှိသည်မလို့လူသွားလူလာစီကားနေတယ်။ ယထာလမ်းမေးတွင်စော်ကစားနေသည့်ကလေးများကမရွေးရောင်းသည့်ဦးလေးကြီးကိုခေါ်လိုက်သည့်အခါဦးလေးကြီးကတောင်းကြီးကိုမြေဘူးအောင်စီချကထိုင်ချလိုက်တောင်းတွင်တွင်ထရေများလောင်းထားသည့်ညှန်းစီများဖြူထားသည့်မရွေးမုံများကိုတွေ့မြင်လိုက်ရသည်မိခါမှာကလေးပီပီမရွေးစခြင်းသဖြင့်ထိုလူကြီးနှီးသို့တိုးကပ်ခဲ့သည်ထိုလူကြီးမှာအသားအလွန်မဲပြီးတော့မျက်စိတစ်ဖက်ကလည်းလက်နေကအနဲ့ရောင်တရေပြားကြီးဖြင့်ထိုမျက်စိအားဖောအုပ်ထားတယ်တောင်းကြီးကိုချပလိုက်သည့်အခါ ကဲတပြားနဲ့အဝါစားမယ်ရှမ်းမရွေမမ်းမရွေအော်ဟဲ့လိုက်လေထိုကကလေးငယ်များအကြွေပြားများထုတ်ပြီးကအလို့ရဲ့ဝဲစားကြလေဦးလေးကဦးလေးရတညေဝါနေသည့်မရွေးများကိုဖဲရွယ်အတွင်းသို့ထည့်ပေးနေသည်ကိုလှမ်းကြည့်ရင်မိကားတယောက်နှကန့်ကိုရှာဖြစ်တက်လိုက်ပြီမနဲ့ကလေးကဘာမှမစားရသေးတဲ့ဖြင့်အလွန်စားလောင်နေသောဝမ်းပိုင်မှာမရွေးများကိုမြင်လိုက်ရသည့်အခါတကြုံကြုံအော်မီလာသည်ဟုထင်ရတယ် မရွေးရောင်းသည့်ဦးလေးကြီးမှာတော့ပဝင်းချင်းအားတစ်ချက်ဝေးဝိုက်ကြည့်လိုက်တဲ့အခါခလန်းလန်းမှာယက်နေသည့်မိခါကိုမြင်တွေ့လိုက်ရတယ်။ခဏကြာသည့်အခါကလေးငယ်များရှင်းလင်းသွားလေတယ်။ဒိုကဦးလေးကြီးကမိခါကိုစိုက်ကြည့်နေရင်ကလေးမစားကျင်လို့လားမိခါမှာကောင်းချိန်လိုက်ပြီ။စားတော့စားကျင်ပါလေဦးရဲ့။ဒါပေမဲ့တမိမှာပတ်စံမရှိဘူး။ပဲဆံမရှိလေရပါတယ်ငါတူမောက်ဥရိယကျွေးမှာပါမိကမမော်ရင်မရနဲ့အရှိတူတိုးကတ်သွားကတမိအကျွေးလည်းမတင်ခြင်းဘူး ဦးအေးစီကနေအကျွေးယူတာကိုအမေသိရင်တမီးကိုတင်အောင်ရိုက်မှာဦးလေးရရီမော့လိုက်တာငါတို့မောက်ဦးရအလကားကျွေးမှာဘောပြောစစုံနဲ့ဒိုလိုကြီးကဖက်ရွက်တစ်ခုအတွင်းတို့မရွေးမုတ်၄ငါးခုကိုထဲကမိခါတန်တို့လှမ်းပေးလိုက်မိခါမှာအာရဝန်းသားနဲ့မရွေးမုံများကိုလှမ်းယူလိုက်ကပလုံပလောင်စားလိုက်လေတယ်ထိုတို့စားတော့ရင်ဦးလေးရရုပ်ဆိုးပြီမယ်စိတ်ကောင်းရှိတာပဲနော်စိတ်ကောင်းရှိရရုပ်ဆိုးတာမဆိုးတာနဲ့မဆိုင်ပါဘူးငါတို့မကြီးရဲ့ ဒါနဲ့ငါတို့မိုင်းနာမည်ဘလို့ခေါ်သလဲတမိနာမည်မေခါပါဦးလေးကြီးမှာမေခါအားစူးစူးရဲရဲကြည့်နေလေတယ်လက်ထဲမှာလဲသဘောကြီးနဲ့ဆိုတော့ဘာလို့မလို့လဲဟောဟူကကစုံကင်းထဲမှာကစုံရဲခိုးမလို့လေဦးလေးကြီးအဲ့ဒီကစုံရဲကလေးခိုးပြီးရင်ဒီနားရက်ွက်တင်မှာလေရောက်ရအောင်မှာမရေရောင်းဒီဦးလူကြီးမှာမျက်မှောင်ကျုပ်သွားပြီးတော့ဒီရွေးနဲ့ဈေးရောင်းစားနေရတယ်ဆိုတော့မင်းဖေရှာမကျွေးဘူးလား အဖေကလက်သမားစီယာရီဦးရဲ့ဒါပေမဲ့အရစ်တော့အရန်တောင်းတယ်အမေပြောတာကတော့အဖေလှုပ်တဲ့နေသားကနဲ့စားမလောက်ဘူးလို့ပြောတာပဲဒါနဲ့များမင်းကိုကစုံရွက်ခိုးပြီးတော့ရောင်းခိုင်းရသလားကစုံရွက်ကအဖေရောင်းခိုင်းတာမဟုတ်ပါဘူးအမေရောင်းခိုင်းတာပါသူကြတော့အလုံးမလုပ်ဘဲနဲ့မင်းအမေကဘလို့လူပါလေအမေရင်းမှာဟုတ်တာပဲဦးကြီးရဲ့တမီးအမေတီးသွားတော့အဖေကနောက်အိမ်အောင်ပြုတ်လိုက်တယ်လို့ပြောတာပဲအဲ့ဒီမှာမိတွေးနဲ့သူ့တမီးနဲ့အိမ်ရောက်လာတယ် မိတွင်းနဲ့မိကဒေါငွေခင်းနဲ့သူ့ကိုတော့အမေလို့ခေါ်မှကြိုက်တယ်။အခုကစုံရဲ့ရောင်းပြီးရင်ကျန်တဲ့အမြတ်ငွေတွေအကုန်လုံးသူ့လက်အပ်ရမှာ။ဒေါငွေခင်းဆိုတဲ့အတိုင်ငွေသိက်ခင်ပါလား။ဘိုလိုကြီးကမိကတကူလုံးကိုခြေစုံကောင်းစုံကြည့်လိုက်ရင်တည်းမဲအဝဲစားတွေကလည်းညစ်ပန့်နေကြပဲ။တကူလုံးလည်းဝဲတွေရာနာတွေနဲ့ပါလား။မိကနောက်ဆုံးကြံသည့်မရွေးတခုကိုပါဇက်တွင်းသို့ပြစ်ထည့်လိုက်။ညညာဆိုအဖေနဲ့အမေနဲ့ မိချန်တို့ကကျွန်တော်နဲ့အိတ်ကြိုင်မဲ့တမိကတော့ကျွန်တော်မရှိလို့အိတ်ရှိထွက်ပြီးတော့ဆောင်းပိုင်းကလေးခြုံပြီးတော့အိတ်ရတာဟိုးဦးကြီးရဲ့ညညာဆိုချင်းလေးကြိုက်ခံရတာအသားတွေကိုထူပူနေရပါပဲဒိုလူကြီးကဒေါသထွက်ထွက်နေဟာဒီလူတွေတော်တော်ဆိုးလာပဲငါလှုပ်လိုက်ရင်တော့နာတော့မယ်မိခတန်တော်နဲ့ဥလိခုနကဘာပြောလိုက်တာလဲထိုတော့မှဒိုလူကြီးကစိတ်ထိန်လိုက်ကဘာမှဟုတ်ပါဘူးဒူမာကြီးရဲ့ဒါနဲ့ဒီနေ့ရစပြီးတော့ငါဒူမာကြီးပြောတဲ့အတိုင်းဖြစ်စီရမယ်ဟဲ့ မရွေးရောင်းသည့်ဦးလေးရဒို့တို့ပြောလိုက်ပြီးမရွေးမုံထဲထားသည့်တောင်းကိုဆွဲလိုက်သည့်အခါမရွေးမုံတစ်ခုကတော့မြေကြီးပေါ်ပြုတ်ကျသွားလေတယ်။ဒိုလူကြီးကမရွေးမုံကိုကောက်ယူပြီးတော့မရွေးရင်ကန့်နေသည့်တဲမုံများကိုပါးစပ်နဲ့တဖူးဖူးမုံလေ။သွားပါပြီကွာ။တဲတွေကတ်ကုန်ပြီဆိုတော့ရောင်းလို့ရမှာဟုတ်တော့ဘူး။ဒါဆိုရင်သမီးကိုပေးခဲ့ပါလား။တဲတွေခါပြီးတော့စားလို့ရပါလေဦးကြီးက။မိခါကပြောလိုက်သည့်အခါဒိုလူကြီးကတဲပင်နေသည့်မရွေးမုံမိခါလက်သေးတို့ထည့်ပေးလိုက်ပြီး တောင်းဝရွက်ကမတ်တထရိုက်လိုက်တယ်မိခါမှာတဲပင်နေသည့်မယူကိုအာရပါရစတော့နေလေတယ်ဒေါ်လူကြီးကမိခါကြီးဦးကောင်းကိုလက်နဲ့အသာရပုတ်လိုက်ပြီးထိုနေရာမှထွက်သွားလေတော့နေမိခါတယောက်မယွေးမုံကိုစားတော့ပြီးသည့်အခါမယွေးရောက်သည့်ဦးလေးကြီးကိုရှာမတွေ့တော့ပြီအမိခါမှာကစုံခင်တွင်သို့ဆင်းလာခဲ့တယ်ကစုံခင်ထဲတွင်တဲကလေးတစ်လုံးရှိပြီးတော့အခင်းပိုင်ရှင်ကလာကြီးတူနေထိုင်လေတယ်မိခါမှာကလာကြီးကကြည့်လိုက်ပြီးဝိ ကိုစုံရဲ့တွေ့ခုမယ်နော်ကုံဝါနေဒီကလာကြီးမှာကောင်းတာညှိပြတယ်မိခာကလာကြီးဟာတစ်ချက်ကြည့်လိုက်ကဒီနေ့မြောက်ဖွဲ့ခင်းကကိုစုံတွေခုရင်နေဦးကလာကြီးမှာအသားတကြီးပင်ကောင်းကြီးပြလိုက်တဲ့အတွက်မိခာမှာထူးဆန်းသွားမိတယ်မြောက်ဖွဲ့ခင်းမှာအခြားခင်းများတဲ့ကိုစုံရဲ့များနှုတ်ထွားသည်မို့လို့မိခာတို့လိုကလေးများအားကိုစော့ခွင့်မပေးပဲတောင်ဘက်အခင်းမှာပိန်လီသိငယ်သည့်ကိုစုံရဲ့များကိုသာခိုးစော့ခွင့်ပေးတယ်တောင်ဘက်ခင်းမှာကိုစုံများမှာ တင်းငယ်ပိန်လီတီမို့ရောင်းချရာတွင်မျက်နှာပန်းမလှကဈေးလေမရပင်မိကားမှာကလာကြီးစိတ်ပြောင်းသွားပြီဆိုသည်ဖြင့်နှခါပဲပြန်မပေးတော့ပဲနဲ့မြောက်ဘက်အခင်းထဲသို့ဆင်းခဲ့တယ်ထိုကားတောင်ဘက်အခင်းတွင်ကစုံရွက်ခုနေသည့်ကလေးငယ်များမှမိကားအားကြည့်ကဟဲ့မိကားနင်အဲ့ဒီခင်းထဲဘာဆင်းလုပ်တာလဲကလာကြီးတည်တော့နင်ကိုရိုက်နေအောင်မယ်နော်မိကားအောင်းနိုင်သည့်အပြုံးဖြစ်ပြုံးလိုက်ပြီးတော့ငါ့ကိုကလာကြီးကခူးဝင်ပေးလို့ခူးတာဟာကြံကလေးများမှအလွန်အံအောအံအောသွားကြတယ်မိကားမှာမြောက်ဘက်အခင်းကြီး ခွာကြိုင်တံမာလာသည့်ကစုံရည်များကိုသာခက်မြမြရွေးချယ်ကုစော့နေမိတယ်။တောင်ဘက်အခင်းမှာကလေးများမှာမိခမြောက်ဘက်ခင်တွေကုစော့နေသည်ကိုမကျေနပ်သဖြင့်အခင်းမှာတက်ကကလာကြီးစီတို့သွားကြတယ်။မိခကဲ့သို့မြောက်ဘက်ခင်တွေကုစော့ခွင့်ပေးရန်ပြောဆိုတော့လေကလာကြီးကဒိုကလေးများကိုငေါငန်းကပေါင်းထုတ်သည်ဖြင့်ဒိုကလေးများမှာကစုံခင်အတွင်းမှထွက်ပြေးကြလေတယ်။မိခကတော့ထိုဖြစ်ကိုကြည့်ကညီမောနေမိလေတယ်။မိခမှာကစုံရည်ကောင်းများရလာသဖြင့်စင်းရဲသားရက်ွက်တွင်မရောက်မဲနဲ့ ရထားလမ်းကိုဖြတ်ကျော်ကလူကုန်ထံများနေထိုင်သည့်စင်ကြေဘုံရက်ွက်စီကိုဥတီလာခဲ့လေတယ်။စင်ကြေဘုံရက်ွက်တွင်နေထိုင်သည့်လူများမှာတော့ငွေကြေးအတော်တန်တတ်နိုင်သည့်ရုံဝင်တန်းများအစိုးရဝင်တန်းအရာရှိများဖြစ်သည့်ဖြင့်ထိုရက်ွက်တွင် ရောင်းချပါကဈေးပူရနိုင်ပြီးတယ်။စင်ကြေဘုံရက်ွက်အတွင်းသို့ဝင်လိုက်စဉ်တွင်ရက်ွက်ထက်ရှိကုန်သုံးဆိုင်ကလေးမှပိုင်ရှင်အတော်ကြီးမှကုန်သုံးဆိုင်အပြင်ထွက်လာကစကားပြောဆိုနေသည်ကိုတွေ့လိုက်ရတယ်။ထိုတော်ကြီးမှာအလွန်ကက်စေးနဲ့သူဖြစ်ပြီးတော့မိခါတို့ရောင်းချသည့်ကစုံရုံများကိုဝယ်ယူလို့မရှိပြီ။ ဝေယူပြန်လျင်လဲအလွန်ဈေးစစ်ကကတ်တတ်တတ်သူဖြစ်တယ်။မိခါမှာထိုတော်ကြီးအားရောင်းချလူစိတ်မရှိတော့လဲဈေးတယ်ပြီးပြီးဈေးခေါ်ကြည့်မိဟုတွေးလိုက်ကထိုတော်ကြီးနားသို့တိုးကပ်လိုက်ပြီးအတော်ကြီးကစင်းရည်တွေလက်တယ်နော်ဝယ်ပါဦးမလားရှော့ပေးပါမယ်။ယခင်ကဆိုရင်ထိုတော်ကြီးကညင်းဆန်ပြီးဖြစ်တော့လဲယခုတော့မိခါကိုအသေးချစိုက်ကြည့်ပြီးတော့ကောင်းကြီးလိုက်လေတဲ့။အတော်ကြီးဝယ်ပြီဆိုတဲ့ဖြင့်မိခါကမပြောရဲသေးပဲနဲ့ထိုတော်ကြီးမှာဈေးဆက်ကအပေါတောင်းတတ်သူတူဖြစ်နေတော့ကြောင့်ဖြစ်တယ် မိကားကဦးကောင်းပေါ်ရွက်ထားသည်ကစွန်ရွက်စကောအားမြေတွင်ချထားရတကတစည်းဘလောက်လဲအိတ်မိကားမှာတစ်ချက်စဉ်းစားလိုက်တယ်ရခင်ကတစည်းတပြားနဲ့ရောင်းချတော့လဲယနေ့ကစွန်ရွက်များမှာထွားကြိုင်လာသည်ဖြင့်တစည်းနှစ်ပြားနဲ့ရောင်းမိဟုတွေးလိုက်မိတယ်တစည်းရောနှစ်ပြားပါတော့ဈေးတာခေါ်ရသည်ထိုတော်ကြီးဈေးစင်မိဖို့တော့စိုးရိမ်နေမိတယ်သို့တော်လဲထိုတော်ကြီးကဈေးပင်မစစ်တော့ပဲအေးရပြီငါ့ကိုငါးစီးပေးတဲ့အိတ် ိခမှာပျော်ရှင်သွားပြီးတော့ကစုံရဲ့အစည်းအများကိုကောက်ယူရင်အားလုံးပေါင်းမှ15စီးပဲပါတယ်တော့အားလုံးယူလိုက်ပါလားမိခကဈေးတဲပြီးပြီးဘာရမဟုတ်ပြောဆိုလိုက်တော့လေတော်တော်ကြီးကမငင်းဆန်ပဲကောင်းကျိန်လိုက်ကတစည်းလေးရဲ့နှစ်ပြားနှုံးဖြင့်15စီးစာပြား30ကိုထုတ်ပေးလိုက်လေတဲ့မိခမှာမိမိပြလုံးမေးမယုံနိုင်အောင်ဖြစ်သွားပြီးတော့ပြား30အားဆက်ခနဲ့လှမ်းယူလိုက်ကတော်တော်ကြီးစိတ်မပြောင်းခင်ထုံနေရာမှာအမြန်ထွက်လာခဲ့လိုက်တော့တယ်ရခင်ကတစည်းတစ်ပြားနဲ့ရောင်းတီကိုပင် ်ဆယ်စီးခန့်ကုံရံအတွက်နေတပိုင်းကိုအောင်ရောင်းချရတော့လဲယခုတော့တိုင်တဲ့နဲ့ကုံသွားသည့်အတွက်အလွန်ထိုးစံငါပျော်ရွှင်နေမိတယ်ရောင်းချပြီးငွေများကိုအခင်းရှင်ကလာကြီးအားပေးလိုက်သည့်အခါအမျက်ငွေတော်ပင်ကြံလေးသည်ရန်သည့်ငွေများကိုရေတွယ်ရင်အိမ်တို့ပြန်လာခဲ့စဉ်ဒေါ်ကျန်းအရှိအယောက်အကျွေးဝင်တောင်းရန်တတိရသွားတယ်သူနဲ့ဒေါ်ကျန်းချန်တဲ့ကိုဝင်ကပြန်တယ်ဒေါ်ကျန်းမှာအိမ်ရှိတွင်ထိုင်နေမြဖြစ်တယ်ဒေါ်ကျန်းမနေ့ကယူထားတဲ့ကုစုံရဲ့ကျွေးနှစ်ပြားပေးပါ မိခမ်းမှာမုံမြဲနဲ့အကျွေးတောင်းလိုက်ရတယ်။မနေ့ကတခါတောင်းစဉ်ကတပြင်းစည်းဖြစ်ရိုက်မိဟုကျင်းဝါလိုက်သည့်အတွက်ဖြစ်တယ်။သို့တော်ယခုတာတွင်တော့တော်ကြမ်းမှာမိတို့ပဲမပြောဆိုတော့ပဲအိမ်ကြီးချွေးကန်အိမ်အတွင်းမှာငွေနှပြကိုထုတ်ပေးလိမ့်တယ်။မိခမ်းမှာပျော်ရွှင်စာဖြင့်အိမ်တို့ပြန်လာတယ်။အိမ်ဘဝတွင်မိထွေးဖြစ်သူဒေါငွေခင်ကတော့ထိုင်နေလိမ့်တယ်။မိခါကိုမြင်သည့်အခါအလွန်အံ့ဩသွားပြီးတော့ဟဲ့မိခါညည်စည်းတော်မြတ်ဝင်းနဲ့ပြန်လာတာလား။မဟုတ်ပါဘူးမေယာ။ကစုံရွက်တွေအကုန်ရောင်းကုန်သွားပြီ။ဟောဒီမှာငွေတွေ ောင်ငွေခင်ရမိခပေးလိုက်သည်ငွေကြွေများကိုရေတွင်ရင်ဒီနေ့တော့ငွေတတော်များပါလားဟုတ်တယ်မေရေကလာကြီးကဘာစိတ်ခုပေါက်တယ်လဲမသိဘူးသမီးကိုမြောက်ဖွယ်ခင်မှာခုခွင့်ပေးတယ်လीဒေးအောင်ထွက်တော့လဲကိုစုံဆိုင်တော်ကြီးကပါသမားကိုဆုံးရွက်တွေကိုရေးမစပယ်တွေဝေးလိုက်လို့အခါလေးအကုန်ကုန်သွားတယ်ပြီးတော့ဒေါ်ချန်ကလည်းမင်းတို့ကအကျွင်းတပြောင်းပြန်ပေးလိုက်တယ်တော့အေးအေးနင်ဘိုက်စာရီမို့လားငါထမင်းခူးပေးမယ်မိခမှာခြေလက်များဆေးကြောနေရင်တန်းနဲ့ဘိုင်းရချက်တယ်လေမိထုံဆိုင်အတိုင်းကပြည့်ရဲရဲကစုံရွက်ကြောရဲ တခွာတီတွတ်စီရနေပေါ့မိကမှာမျက်မှောင်ကျုပ်လိုက်ကမနိကမိဆန်ကိုဘဲဝင်ထည့်ပစ်လိုက်တယ်မဟုတ်လားဟဲ့အဲ့ဒီဘဲဦးကငါသားဘူးဟဲ့မိကမှာဒေါငွေခင်အားကြည့်လိုက်ရင်တမိလည်းဘဲဦးရင်နဲ့စားကျင်တယ်မိကမှာဒေါငွေခင်အားအရေးဆုံးပြီးတော့ပြောလိုက်တယ်ရခင်ကဆိုလျင်မိဘကြွေးသည်ဟင်းနဲ့စားရမိဟုပြောကဇူဘူးကျင်းပေါင်းတတ်တော်လေယခုတော့ဒေါငွေခင်တယောက်မိခေါကိုတွေးကြည့်ကခေါအောင်ဆက်ကနေနှိမ့်လိုက်တယ်အေးအေးဒါဆိုလည်းနင်းစားလိုက် မိခမှာအလုံးအံဩမိသွားတယ်။သို့တော်လေယနေ့မနေ့ပိုင်းကကစုံရွယ်များရောင်းလာရပြီးတော့ငွေငွေများများရှာပေးနိုင်တဲ့ဖြင့်တောင်ငွေခွင်တယောက်စိတ်ကောင်းဝင်နေခြင်းဖြစ်မိဟုတွေးလိုက်မိတယ်။ဓမင်းဝိုင်းတို့ရောက်တော့ကဘဲဝင်းနှချမ်းဖြင့်ဓမင်းကိုဟာစွတ်တော့ပြစ်လိုက်မိတယ်။ဓမင်းစားတော့ပြီးနေခင်းရောက်တဲ့အခါမိခတယောက်တငယ်ချင်းများနဲ့စော်ကစားရန်အတွက်ယထာလန်တပေးတို့ထွက်လာခဲ့လိုက်တယ်။ယထာလန်တပေးတွင်ကိုကိုပင်ကြီးများစိန်မဲမင်းကြီးများကအုံဆိုင်နေလေတယ်။ ထိုနေရာတွင်စင်ရဲသားရက်ွက်အတွင်းမှကလေးငယ်များစော်ကစားနေကြလေစင်ရဲသားရက်ွက်မှာကျင်းမြောင်လှသည်မို့လို့ကလေးငယ်အများစုမှာအနားလမ်းမေးတွင်စော်ကစားဓာတ်ကြသည်ကထုံးစံဖြစ်ပေတယ်ကလေးငယ်များမှာထွေခင်းတန်းစော်ကစားနေကြခြင်းဖြစ်တယ်မိခါမှာလဲကြောက်ပြဝိုင်းချက်ကလေးတစ်ခုကောက်ယူပြီးတော့ထွေခင်းကစားကြလေတယ်ဘိုးတို့ကစားရင်အငင်းကုံဖြစ်ကြတော့တယ်ငင်းကုံသည်မိန်းကလေးမှာကျန်းတော်အမိရမိန်းကလေးဖြစ်ကမိခါတဲ့ အသက်၃နှစ်ခန့်ကြီးကကလေးအုပ်စုအတွင်ကလေးဘိုတပွဲပြစ်နေလေတယ်။ယခုလဲစော်ကစားရင်မိခအနိုင်ရသည်ကိုဂျန်တော်ကညက်ပတ်သည်ဟုဆိုကာရန်ဖြစ်ကြခြင်းဖြစ်တယ်။ကလေးများပိပိရန်ဖြစ်သည့်အခါတွင်အယုဒ္ဓအနတ္တများဆဲဆူအော်ဟစ်ကြလေတယ်။သို့သောဂျန်တော်မှာရန်ဖြစ်သည့်အခါလက်ပါတတ်တယ်။ကိုခန္ဓာမှာလဲထွားကြိုင်သည်မဟုတ်လို့မိခမှာဂျန်တော်နဲ့မရှင်တိုင်းပဲဖြစ်နေလေတယ်။ဂျန်တော်ကမိခ၏ရင်ပတ်အားတွန်းလဲချလိုက်သည်ဖြင့်မိခတယောက်ယထာလန်ပိတို့လွင့်ကြသွားလေ။ဂျန်တော်ကတော့လက်သီးလက်မောင်းတန်းကား မိခါစီတို့ပြေးဝင်လာတယ်။မိခါမှာကျန်တော့အာကြည့်ရင်တစ်ချက်ဆဲဆူလိုက်ကဟန်အောင်မအခုရလိုက်ဆန်းဟိုအော်ရလိုက်မိတယ်။ထိုချင်းလက်သေးလက်မောင်းတန်းကပြေးလာတဲ့ကျန်တော့မှာလမ်းခုလက်မာတဲ့ကြောက်ရွံ့ကြီးတရုတ်သွဲတန်ကနေရက်သွားလိမ့်ရင်မိခါပင်အံ့ဩနေမိတယ်။သွားတော့ကျန်တော့နောက်ဆိုရင်နေငါတို့နဲ့လာမစော့နဲ့ငါတို့လောက်ကလေးတွေအနိုင်မကျင့်နဲ့ ကျန်းတော်ကငူငန်ကြီးဖြစ်နေပြီးတော့ခေါင်းကိုဖျင်းချင်းစွာညှိတ်လိုက်ကတပတ်သူလက်ထွက်သွားနေတော့တယ်။အနေနာတွင်ရှိနေသည့်ကလေးများအလုံးမှာကျန်းတော်ကိုပြောဆိုလိုက်သည့်မိခါကိုကြည့်ပြီးတော့အန်အားတင့်နေကြလေ။မိခါရာနေတော်တော်တတ်တိကောင်းတာပဲ။ကျန်းတော်ကိုဒီလိုညှိုးထိုးပြီးတော့ပြန်ပြောတယ်ကနေမဲရှိတယ်။ဟုတ်တယ်အခါတိုင်းဆိုလို့ရှိရင်ငါတို့ကိုထိုးလိုက်ကြိတ်လိုက်ပားရိုက်လိုက်နဲ့အနိုင်ကျင့်နေတဲ့ကျန်းတော်ကအခုနေပြောလိုက်ရောတချိုးတဲ့လက်တော်တာပဲ။မိခါမှာစစ်မဆောတော့ဘဲနဲ့အိမ်တို့ပြန်လာခဲ့တယ်။ အိမ်ပြန်လာသည့်လမ်းတွင်ကျောင်းမှပြန်လာသည့်မိဆန်တို့နဲ့တွေ့လေတယ်။မိဆန်မှာမိခါကိုရှိသေးဟုပဲမအောင့်မေပဲနဲ့အိမ်မှာအခိုင်းစေတယောက်ဟုသာသတ်မှတ်ထားသူဖြစ်တယ်။မိဆန်ကမိခါအားတွေ့သည့်အခါမျက်နှာကိုခြေလိုက်ပြီးတော့စောင်းစောင်းအောင်းအောင်းနဲ့ဆက်လက်ရှောက်လန်းသွားလေတယ်။ထိုအခါမိခါကမိဆန်အားစားနောက်ချင်းလာသည့်ဖြင့်လမ်းမေတွင်ကျနေသည့်တရောင်ခန့်ရှိသည့်ကျိုးပိုင်းစားတစ်ခုကိုလည်းညှို့ထိုးလိုက်ကဟဲ့မိဆန်ဟိုမှာမွေးမွေးမိခါအော်လိုက်သည့်အခါမိဆန်မှာထိတ်လန့်သွားလေတယ်။ထိုစဉ်ကျိုးပိုင်းကြီးမှလည်း အညိုရောင်ခမုံမွဲအစင်းကြီးဒီမွေမွေးတကောင်အဖြစ်ပြောင်းလဲသွားကမိဇံအနေတွင်လှဲ့ပတ်သွားလာနေတယ်မိဇံမှာမိန်းကလေးပီပီထုံမွေကြီးကိုမြင်သည့်အခါလန့်ဖြတ်အော်ဟဲ့ပြီးတော့ရက်ွက်ထွန်းသို့ပြင်ဝင်သွားလေတယ်မိခါမှာမိဇံအဖြစ်ကိုကြည်ကရင်မော့မိတော့လေကျိုးပိုင်းတစ်ခုမှာမွေအဖြစ်ပြောင်းသွားခြင်းကိုထူဆန်းနေမိတယ်မိခါတယောက်အိမ်သို့ပြန်လာသည့်အခါဒေါ်ငွေခင်တို့တာမိနှစ်ယောက်ကအိမ်ဘောက်ဝါမှာစောင့်ကြုံနေလေတယ်ဒေါ်ငွေခင်ကအိမ်ရှိရေစီတွင်ခြေလက်ဆေးကြောနေသည့်မိခါအားမျက်နှာတိမျက်နှာသားနဲ့ကြည့်လိုက်ရင် ဟဲ့မိခါညီမိဆံဝင်နဲ့ချောက်လောက်လိုက်တယ်ဆိုဟုတ်တယ်အဲ့ဒါဘာဖြစ်လဲမိခါကခက်ဆက်ပြောလိုက်ဒီခါလောင်ွေခင်ကမိခါကိုအမျိုးစုံဆဲဆိုတိတ်မောင်းလေတယ်မိဆံကလည်းလောင်ွေခင်အားမိခါအားရိုက်နဲ့ဆုံးမရန်တိုက်တော့နေပြန်တော့တယ်မိခါမှာဘာရဲ့ကြောင့်မှမသိပဲစိတ်ထဲဒေါသများထွက်လာပြီးတော့ဒွန်ဝေခင်တို့တာမီဘက်ကိုကြိလိုက်ကအာနားကြီးလိုက်တာနင်တို့တာမီနေအောင်ဆလုံးပါဇက်ပိတ်ကြတယ်မိခါအော်လိုက်ဒီအချိန်တွင်တော့ဒွန်ဝေခင်တို့တာမီနေအောင်ဆလုံးမှာပါဇက်ပိတ်သွားကြတယ် ငါကိုနောက်ဆိုစူလားငေါလားကျိန်းလားမောက်လားမလုပ်နဲ့နော်ငါမလုပ်ရှင်လို့ကြည့်နေရကြာပြီငါလုပ်လိုက်ရင်နေသေးသွားမယ်တောင်ဝေတို့တာမိမှာကြောင်ရှိရောက်နေသည်ကြွက်ကလေးနှကောင်းတစ်ဖွဲမိခါဤအော်ဟဲပြောဆိုနေမှုများဟုမျက်နှာငယ်ကလေးဖြင့်ထိုင်ကြည့်နေကြလေမိခါမှာစိတ်ရှိလက်ရှိပြောဆိုပြီးသည့်အခါမှအသိစိတ်ပြန်ဝင်သွားလေထို့ကြောင့်အိမ်ပေါ်သို့အမြန်ပြေးတက်လာခဲ့ပြီငါဘာတွေဖြစ်နေရလဲငါဘာဖြစ်လို့သူတို့ကိုဒီလိုပြောလိုက်ရတာလဲငါဒေါသတွေအရန်ထွက်နေပါလား မိခါပါရင်ဘက်ဖိကအသက်ကိုမနှဲရှူနေရတယ်မိခါပြောဆိုကိုခံနိုင်ရသည့်တာမီနှစ်ယောက်မှာတော့မျက်နှာဒေကလေးများဖြင့်ငုံငငိုင်ထိုင်နေကြလေငါဒီနေ့ဒူးစမ်းနေတယ်လူတွေကငါဘာပြောပြောပြောတဲ့အတိုင်းလုပ်နေကြတာပါလားမဟုတ်မှလွေရောငါထူးရတဲ့အစမ်းတွေများရနေခဲ့တာလားမိခါမှာမယုံကြည်နိုင်တော့လေထိုစွမ်းကိုစမ်းတက်ကြည့်ရန်အတွက်စိတ်ကူးလိုက်မိတယ်သို့နဲ့ရက်ွက်ထက်ရှိမကစေးကုံလုံးတိုင်းတို့ထွက်လာခဲ့တယ်ထိုဆိုင်တွင်ဆိုင်းပုံနံမီတီးတံမရှိတော့လဲဆိုင်ရှင်ပြိုကြီးမှာကစေးအလွန်နေပြီးတော့ လက်တို့သဖြင့်မက်ကစီဆိုင်ဟုအမည်တွင်နေခြင်းဖြစ်တယ်။သို့တော်လည်းစင်ရတာရက်ွက်အတွင်တွင်ဘုံသွန်ဆိုင်မှာထိုတကူတည်းရှိသည်မို့လို့ရက်ွက်သူရက်ွက်သားများမှာဒုံဆိုင်ကိုသာအားကိုးနေရလေတယ်။မိခါမှာမက်ကစီကုံသွန်ဆိုင်သို့ရောက်သည့်အခါဟိုဟိုဒီဒီကြည့်နေမိတယ်။မက်ကစီကမိခါကိုမြည်သည်နဲ့ဟဲ့မိခါမန်ငွေခင်ကဘာယူခိုင်းလိုက်ပြန်ပြီလဲ။ငါလင်ငင်းမဲရောက်လာတော့အကျွေးမပေးဘူး။မက်ကစီမှာမိခါအားမျက်နှာကိုဖြုတ်မဲကကြည့်လိုက်လေတယ်။ မိကမိမိရရှိခဲ့တဲ့အစွမ်းကိုစမ်းတမ်းမြေဟုတွေးလိုက်ပြီးဒီနောက်မက်ကန်စီကတေချာစိုက်ကြည့်လိုက်ကမက်ကန်စီဟိုပလင်းနဲ့ကတကြောင်လုံးတွေစားကျင်တယ်မိကပလင်းလုံးအတွင်းထဲထားသည်စီစိန်ဆက်ကူဖြင့်ထုတ်ပိုးထားသောတကြောင်လုံးများအားလက်ညှိုးထိုးပြလိုက်တယ်မက်ကန်စီမှာမိကလက်ညှိုးထိုးပြတဲ့တကြောင်လုံးပလင်းကိုကြည့်ပြီးတော့တကြောင်လုံးတစ်လုံးနှိုက်ပေးလိုက်တယ်မိကမှတစ်ချက်ပြောလိုက်ရင်အိုးတစ်လုံးနဲ့မစားချင်ဘူးကြုတ်ကို၄ငါးလုံးတော့ပေးစမ်းပါမက်ကန်စီမှာမိကခိုင်းစေသည့်အတိုင်းတသွေးမတိုင်းပြုတ်လုံနေသည်ကိုတွေ့ရတယ် မက်ကာစီလမ်းပဲဒီရာလုံးလက်တဆုပ်ကိုယူပြီးတော့ပတ်စံစကားမပြောနဲ့နော်မက်ကာစီကျုံမှာတရားမှမရှိတာရှင်လဲအသိပဲမက်ကာစီမှာခေါင်းဟိုတွင်းတွင်းညှိလိုက်ဆိုင်တွင်းကြံရဲ့နေခဲ့လေမိခမှာတရားလုံးများကိုကင်ဆောင်ရင်းနဲ့အလွန်ပျော်ရွှင်စွာနေမိတယ်ငါကငါပြောတဲ့အတိုင်းဘာမှမစုံဖြစ်နေကြပဲရက်ွက်ထေးရဖီးယားတကာကြီးပြောတယ်လို့တမာဒီဝနှကောင်းနှမြတ်တွေရများငါ့ဟောတကူးဆွမ်းနေပြီးရလာပဲညနေရောက်တဲ့အခါဖခင်အဖေဖြစ်သူ ကိုသိမ့်မှာအရက်ပလေးကိုလက်ကဆွဲကြရင်ကြောင်ကြာဆိုင်ကအိမ်ပေါ်သို့တက်လာခဲ့တယ်။မိခါမှာဒုံဝေခင်တို့သားမိနှစ်ယောက်ကိုစိတ်ကြိုက်ခိုင်းစေထားပြီးတော့အိမ်ကန်းတွေအញ្ញိမ်သားထိုင်နေလေးတယ်။ကိုသိမ့်တယောက်အိမ်လေးကပေါ်တန်နေလိုက်သည်ခါဒုံဝေခင်တယောက်ရေပုံကြီးဆွဲပြီးတော့ရေခတ်ဖြစ်နေသည်ကိုမြင်တွေ့လိုက်ရသဖြင့်အလွန်အံ့ဩသွားလေတယ်။ဟာငွေခင်ကြာလာမှုကြီးရေတွေမာတွေဆွဲနေပါလား။ဘာလဲမိခါမရှိဘူးလား။ရှိတယ်ဖေရေရှိတယ် ။ကိုသိမ့်မအိမ်ပေါ်တက်လာရင်အရင်ကဆိုသမီးပဲရေခန့်နေကြမဟုတ်လား။အခုငွေခင်းကဘာစိတ်ကူးတွေပေါင်နေလို့ရေတွေခန့်နေတာလေသမီးရဲ့။သူခက်တော့ရောမရဘူးလားအဖေရဲ့။ဟုတ်ပါဦးသမီးယာဘသူဖြစ်ဖြစ်ရေပြည့်တာပါပဲ။ဒါပေမဲ့ထူးဆန်းလို့ပြောတာပါ။ထိုကမိစံပါအိမ်တော်ဖေးမနေရွေရစီတချောင်းကင်ကထွက်လာကကျမ်းမြေကိုလှည့်ချင်းနေဒီကိုထွေးရပြန်တယ်ဟာတခါမှအိမ်လောက်ကို လက်တော်လက်တောင်းတော့မလုပ်ဘူးတဲ့မိဆန်ကအခုတပြည့်စီတွေလဲနေပါရောလားဟေးငါတော်တော်မူးနေရလားဒါမှမဟုတ်တို့အိမ်ကလူတွေပဲလိမ်မာသွားကြတာလားကိုသိမ့်မှာပြောဆိုရင်အိမ်ကိုခေါင်းကိုတပြင်းပြင်းကောက်ခါထိုင်ချလိုက်လေတဲ့ထို့နောက်လက်ထက်တွင်ကင်ဆွဲလာသည့်ပလင်ကိုဗဇက်တွင်တိတ်လိုက်ကတကြိုက်မော့တောက်ချလိုက်သည်ကိုတွေးလိုက်ရတယ်မိခါအကြံတစ်ခုရသွားကဖေရဲ့အဲ့ဒီမကောင်းတဲ့အည့်ရတွေကိုတောက်မနေပါနဲ့တော့လွတ်ပြစ်လိုက်ဆိုင်ပါဖေရဲ့ အရဲ့မောတောင်နေဒီကိုသိမ့်ပါကျွန်တော်တော့ဖြစ်သွားပြီးတော့အရဲ့ပလက်ကိုတစ်ချက်ကြည့်လိုက်ကဟုတ်တယ်အရဲ့တောက်တာမကောင်းဘူးဒီလောက်မကောင်းတဲ့အရဲ့ငါမတောက်တော့ကွာပြောဆိုရင်ခြံသီယိုတောင်းစီကိုအရဲ့ပလက်ကိုလွှတ်ပြထဲလိုက်လို့တယ်မိခါမှာမိမိစကားအောင်သွားတဲ့ဖြစ်ခွေကနေညီမောလိုက်မိလေအဲညရောက်ပြီဖြစ်တယ်ပဝဲရဲ့တခွင်ကိုအမောင်တို့ကဖုံးလွှမ်းထားတယ်မျက်စိတစ်ဖက်လက်နေသည့်လူကြီးမှာတသားအိမ်တစ်လုံးပေါ်သို့တက်လာခဲ့တယ်အိမ်ပေါ်ဓာတ်တွင်မိမာကြီးတဦးကကလထန်တစ်လုံးတွင်ထိုင်လျက် 这里到那里有多远呢？他妈的，你这！我刚才在老五车上看见他这边，林建你的。妈妈，就拿可怜的叫，别给他了呗。你是这分了你的路子呀，叫来地卡。妈妈意思说的，他妈的嘛，多大错多大错。第三，三十六，明天再包扎一下呗。他妈的呀，长得这样，还来地卡。俺媳妇的毛病，他还有毛病，走路路不端正的。妈妈呀！ ဒီနေရာမှာကြုတ်တော့ကလွဲလို့ဘာမှမရှိပါဘူးယောက်။ဘာပဲဖြစ်ဖြစ်ပေါ့ပေါ့စားလို့မရဘူး။နေရာတိုင်းမှာမျက်စိတွေနားရှိနေနိုင်တဲ့စိန်တလုံး။မမကြီးကဟောက်လိုက်တဲ့ဖြင့်စိန်တလုံးမှာမျက်နှာငလေးနဲ့ဖြစ်သွားတယ်။ပြောစမ်းကလေးပါတို့လေ။ကလေးကိုတွေ့ပါတယ်မမကြီး။သူ့နာမည်ကမိခါလို့ခေါ်ပါတယ်။မိခါရယ်လား။နာမည်ကဘလို့နာမည်ကြီးပါလဲ။ဒါပေမဲ့ငါတိန်ကကျုပ်တို့ပေးထားတဲ့ငွေတွေကို တုံးဖြိုပစ်လိုက်တယ်ထင်တယ်သူတို့တွေအခုစင်းရဲသားယောက်ကမှနေကြရတယ်မိကားကလေးကိုလည်းကစုံရွယ်ခူးခိုင်းဈေးရောက်ခိုင်းနေခိုင်းစားနေတယ်ကလေးကလူရုပ်တောင်ပေါက်ပေါက်ပြားဒကိုလုံးလဲအဲကြီးလေးလေးတင်းနဲ့သူ့မိတွေတောင်ခင်ကလည်းနှိပ်စက်နေပုံပဲကြောက်ပြင်းကြည့်ရတာဆင်မချမ်းသာပါဘူးယာမမကြီးကပြောင်းလိုက်နေငါတို့ကလေးကလူလောကကြီးအကြောင်းကိုတင်ယူလေးလာနေရတဲ့ပုံပဲမမကြီးမှထော်တော့ရေရောက်ပြီးတော့ပြောင်းနေလေစင်စင်ရဲ့နေနေရတာလူလောကကြီးအကြောင်းကိုတင်ယူတယ်ဖြစ်မလားမမကြီးယာ ကြောက်ဖြင့်အဲ့ဒီလူပြင်းကတိုင်ကိုတွားပြီးတော့တတ်ချင်တာဗျစိတ်ချော်ဓာတ်ဆန်မှာစိတ်တလုံးရင်ဒီကလေးအသက်15နှစ်မပြည့်မရှင်းငါတို့မဟုတ်တာတွေရှောက်လို့လို့မှမဖြစ်တာမမကြီးကပြောလိုက်ပြီးနောက်တစုံတရာကိုတွေးမိလိုက်ကစိတ်ပူပန်သွားလေတယ်ဒါနဲ့စိတ်တလုံးကလေးစင်းစင်းရဲ့နေရာကိုမကြည့်ရဘူးဆိုပြီးတော့မင်းမဟုတ်တာတွေတော့ရှောက်မလုပ်ခဲ့ပါဘူးနော်ဘာမှမလုပ်ပါဘူးမကြီးဒါပေမဲ့သူ့ရဲ့ရှာစက်အာဆိုဖွင့်မိခဲ့တယ်ကြာ။ဘာ?မင်းဘာလုပ်လိုက်တာလဲစိန်တလုံ မရွေးမုံကိုလေနဲ့မှုတ်လိုက်တယ်လို့လှုပ်လှုပ်လိုက်ပြီးတော့သူ့ရဲ့ရှာစက်အစုပ်ကိုဖွင့်ပေးခဲ့တာပါမမကြီးမင်းအယူပဲစိန်တလုံးမင်းဟောကကလေးကိုပဲတွားကြည့်ခိုင်းတာလीမင်းဘာလို့ရှောက်လို့လိုက်တာလဲစိန်တလုံးမှာမျက်နှာငယ်လေးနဲ့ဟိုလီမိခလေးကိုလူတွေအနိုင်ကျင့်နေတာကိုမမြင်ကျင်လို့လူလိုလုံးမိခဲ့တာပါမမကြီးမင်းကတော်တော်ပြဿနာရှာတာပဲမိခကလေးကမင်းပေးခဲ့တဲ့ရှာစက်အစုပ်အစွမ်းနဲ့မဟုတ်တာတွေလုပ်ရင်ဘယ်နဲ့လုပ်မလဲကွာမဟုတ်တာတွေလုပ်တာအသာထားစမ်းပါ ခိုင်းရှယ်ခိုင်းကလူတွေကချီယာခံမိသွားရင်ဘယ်လိုလုပ်ကြမလဲစိန်တလုံးမှာခေါင်းကုတ်လေးရဲ့ဒါတော့ကြုံမစင်းစားမိဘူးမမကြီးရဲ့မင်းကတော်တော်ညံနေတဲ့လူပဲစိန်တလုံးဒီကလေးကငါတို့ခိုင်းတော်ကြီးကိုပြန်လဲထူထောင်ဖို့အတွက်ဘလောက်အရေးပါလဲဆိုတာမင်းသိရတာနဲ့ဒါကြောင့်ခိုင်းကြုံကြီးကဒီကလေးကိုဟောဒီဘကိုးနယ်ကိုချိန်မချစီပဲနဲ့ငသိမ့်လက်ထဲကိုထည့်ပြီးတော့တနေတရင်မှာဇမ်းမြုပ်နေခိုင်းတာမဟုတ်လားမမကြီးကလည်းကြုတ်ကိုပဲဟောက်ခန်းနေတော့တာပဲ မိခါကလေးကကြုတ်ပေးတဲ့ရှားစက်အာတူကိုတုံးပါပြီတဲ့ရန်ကုန်မှာသူ့တုံးနေတာကိုဘကိုးကခိုင်းရှင်ခိုင်းရလူကြီးသိနိုင်ပါလေလားစင်တလုံးမှာမမကြီးကိုပြန်လဲမေးခွန်းထုတ်လိုက်လေမမကြီးကဒေါသထွက်သွားသည့်မျိုးဝမများနဲ့စင်တလုံးကိုကြည့်ပြီးတော့ဒါဆိုဒီလူတွေမသိဘူးလို့ရောမင်းအမခံနိုင်တယ်လားစင်တလုံးမှာတွေ့ဝေသွားပြီးတော့ခေါင်းခါလိုက်တယ်မထူးတော်ဘူးစင်တလုံးမင်းအစင်လေးပြင်တာမနဲ့ပြန်ရန်တော့ငါတို့ရန်ကုန်ကိုသွားမယ်ဘာဖြစ်လို့လဲမမကြီးမင်းရှုပ်ခဲ့တဲ့အရှုပ်ကိုသွားပြန်ရှင်းမလို့စင်တလုံးကြီးစင်တလုံးမှာခေါင်းငိမ့်လေးရဲ့ဒါနဲ့မမကြီး ဒီချိန်ကျမှမနဲ့ပြန်ရန်ကုန်သွားမယ်ရထားလက်မှတ်ကိုဝဲလို့ရပါတော့မလားမင်းဟာတော်တော်အသုံးမချတဲ့လူပဲမင်းသာမနဲ့ပြန်သွားဖို့အသင့်ပြင်ထားစမ်းပါကျန်တဲ့ကိစ္စကိုငါဆက်ရှင်းမယ်ဇက်တလုံးမှာခေါင်းကြိမ်လိုက်ပြီးတော့အိမ်ကြီးပေါ်မှာပြန်ဆင်းသွားတယ်မမကြီးမှာတောက်လက်စားဇက်လေးကိုပြာခံကွက်အတွင်းသို့ပြက်ထည့်လိုက်ပြီးတော့မျက်လုံးမိတ်ကစိတ်အာရုံကိုစူးစိုက်နေလေဒိုခိုက်မမကြီးညာဘက်မျက်ခုံးမှာသုံးချိန်တိတိသူ့လိုလိုလှုပ်သွားတယ်ငါမျက်ခုံးလေးလှုပ်နေပါလား မဟုတ်တာတခုလို့ဖြစ်ကြမယ်ချင်းနေမမကြီးကရေရော့လိုက်ပြီးတော့တပြင်းချီတစ်ချက်ကိုချလိုက်မိလေတော့တယ်ဟုတ်ကဲ့ပါခင်ဗျာကျွန်တော်ခုတင်ဆက် ပေးခဲ့တဲ့ဇလန်းလေးကတော့ဇာရေးစီယာအကဆောရေးသားထားတဲ့အဝိဇာဒေါ်တောင်းဇလန်းအပိုင်းတင်ဖြစ်တဲ့အဝိဇာဒေါ်တောင်းနဲ့ဇေဒမီခါဆိုတဲ့ဇလန်းကောင်းလေးကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာအားလုံးရဲ့ဇလန်းလေးကိုအဆုံးထိအောင်လိုက်ပါနားဆင်ပေးကြတဲ့တယောက်ချင်းစီတိုင်းကိုအထူးပင်ကျေးဇူးတင်ရှိပါတယ် ောက်နေ့နောက်နေ့တွေမှာလည်းဇလံကောင်းလေးတွေတင်ဆက်ပေးသွားမှာမို့လာရောက်နားဆင်အားပေးကြဖို့တပါတဲ့ဖိတ်ခေါ်ပြရစီခင်ဗျာအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းများနဲ့ပြည့်စုံကြပါစေ။ရန်လူမျိုးငါးပါးပေးမှာလည်းကင်ဝေးနိုင်ကြပါစေခင်ဗျာ။